အေရီတိုင်းကံကြီးရောင်မြို့နယ်ရှိစစ်ကွန်မရှင်ခန့်ခြေရွာအုပ်ချုပ်ရေးမှုရဲ့အမားဖြစ်သူဦးဆောင်ပြီးယူဇော်တီရင်နဲ့အတူတိန်တဆင်လိုက်လံကစစ်ကွန်မရှင်ပြုလုပ်မဲ့ရွေးကောက်ပွဲမှာမဲထည့်ရမယ်လို့ချင်းချောက်ပြောဆိုနေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါရယ်ဒါကခြေရွာအုပ်ချုပ်ရေးမှုမှာဦးကျော်ကျော်ဖြစ်ပြီးသူ့ရဲ့အမားဖြစ်သူမခင်မြတ်ကျော်နဲ့ရိုင်းမှုစိန်မှုပြုစောတီတွေက မဲထဲရမယ်လို့ပြောဆိုပြီးမဲမထဲတဲ့နေအိမ်တွေကိုစစ်ကောင်မရှင်တက်ခေါ်ပြီးဖမ်းဆီးမယ်လို့လည်းချင်းချောက်ပြောဆိုတယ်လို့ဒေသခံတွေကပြောပါရယ်အဲ့ဒီအမျိုးသမီးကဥဆောင်ပြီးခိုင်းနေတာအခုကရင်ကတိန်ဝင်တိန်ထွက်နဲ့မဲထဲဖို့လိုက်ပြောနေတာမဲမထဲရင်ဖမ်းဆီးမယ်ပေါ့စစ်မှုရန်တခါပို့ပေးရရင်လည်းသူတို့အတွက်မွေးတော်များများရကြတယ်လို့ဒေသခံတူက ARD Times ကိုပြောပါရယ် နာမည်နိုအမလာကစတင်ပြီးကျေးရွာတွင်ရှိနေနိုင်ကိတုစမှုရန်ကျေးဖြစ်တလောက်ကို9000ကျပ်ပေးဆောင်ရမယ်လို့ဆိုပြီးအစည်းအဝေးတွင်မှစစ်ကောင်မရှင်ခန့်ကျေးရွာအုပ်ချုပ်ရေးမှုဦးကျော်ကျော်ကကြိုတင်အတည်ပြုထားတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါကကျေးရွာစစ်ကောင်မရှင်ခန့်ကျေးရွာအုပ်ချုပ်ရေးမှုဦးကျော်ကျော်နဲ့အဖွဲ့ဟာကိတုစမှုရန်တစ်ကြိမ်ပို့ဆောင်ရင်၃80ဝန်းကျင်ထိရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်စစ်ကောင်မရှင်ပြုတ်လုပ်မဲ့ရွေးကောက်ပွဲမှာပါဝင်ကူညီရေးနဲ့မဲထည့်ဖို့ ။ AR တိုင်း26မြို့နယ်ရှိဒေသခံပြည်သူတွေကိုအုပ်ချုပ်ရေးမှုနဲ့အဖွဲ့၊စံခိုင်ရေးပါတီဝင်တွေ၊ယူဆောတီတွေ၊စစ်ကော်မရှင်တပ်တွေကလှုပ်ဆောင်စည်းရုံးနေတယ်လို့စုံစမ်းသိရှိရပါတယ်။